ခြေခံလူရန်စာလမ်းပီးစည်းတဲ့ဘဝကနေအောင်မြင်လာတဲ့မြန်မာနိုင်ငံရဲ့ထိတ်တန့်မင်းသား၃ယောက်မြန်မာနိုင်ငံမှာရှိတဲ့နာမည်ကြီးမင်းသားတွေထဲမှာတချို့ကတော့မိဘကချမ်းသာကျော်ဝါလုံစင်တင်ရုပ်ရှင်ဗီဒီယိုရိုက်ပြီးရင် အောင်မြင်လာတဲ့ဟင်းဝင်ရန်နေတူးတို့လိုနာမည်ကြီးမင်းသားတွေရှိတယ်လို့အခြေခံလူရန်စာဘဝကနေကိုတူးကိုချုံကိုပါသားကြိုးစားရင်အောင်မြင်လာတဲ့မင်းသားတွေလည်းရှိပါတယ်ဒီဗီဒီယိုထဲမှာတော့လမ်းပေးစေးတဲ့ဘဝကနေအောင်မြင်လာတဲ့ထိတ်တန့်မင်းသား၃ယောက်ကိုပြောသွားမှာပါ။နံပါတ်3အောင်ရဲလေး မြန်မာနိုင်ငံနာမည်ကြီးပြိုရန်ကြိုက်တဲ့နိစီကိုင်းမင်းသားတလန့်ဖြစ်တဲ့အောင်ရလင်ဟာနာမည်ကြီးမင်းသားမဖြစ်ခင်လက်ဖက်ရည်ဆိုင်မှာအလွတ်လုခဲ့ရတယ်လို့သိရတာပါတချို့သောတည်နေရာအောင်ရလင်းဟာလက်ဖက်ရည်ဆိုင်မှာပဲထိုင်တာဖြစ်ပြီးလက်ဖက်ရည်ဆိုင်မှာအလုံးမလုပ်ဘူးလို့ဆိုပါတယ်။မဖြစ်ဖြစ်အောင်ရလင်းကိုနမေကြီးမင်းသားမဖြစ်ခင်မော်ရယ်ဖခင်ချိုလွင်ကလက်ဖက်ရည်ဆိုင်မှာရှာတွေ့ခဲ့တယ်လို့ဆိုပါတယ်။ ်ဂျွန်ရင်းကလက်ဖိတ်ဆိုင်မှာမထင်မပဲတွေ့ခဲ့တဲ့အောင်ရင်းလေးရဲ့ရုပ်ရည်ရှိပကားကိုသဘောကျကမော်ရီတင်တန်းလာတက်ခိုင်းရင်စင်တင်ပေးလိုက်တာကြောင့်နမည်ကြီးမင်းသားဖြစ်နေအောင်မြင်လာခဲ့တာလို့ဆိုပါတယ်ဒီတဲ့င်းကတကယ်ဟုတ်မဟုတ်မသေးချပေမယ့်အခုချိန်မှာတော့အောင်ရဲလေးဟာမြမနိုင်ငံရဲ့အောင်မြင်ဆုံးမင်းသားနုပညာရှင်တယောက်ဖြစ်ရတ္တီနေတလုံးမင်းကလေးပြည်သက်တီကတန်တန်ဆွေးနေကြတာဖြစ်ပါတယ်။ နမနဲ့ရှာယူယခုထုတ်လွှင့်ပြသနေတဲ့ရမတ်ရုပ်တံဇာလံတွေမှာထင်မင်းလက်စက်ကောင်နေရာကနေပြည်ပြလုံးနဲ့တည်ုံဆောင်ချက်တွေဆွဲဆောင်မှုရှိလွန်းတဲ့ရုပ်ရည်တွေနဲ့မိန်းကလေးတွေအထူးသဖြင့်မိန်းကလေးပြိသက်တင်ရဲ့အသေးနှလုံးကိုတင်ပိုက်သွားနိုင်ခဲ့သူကတော့ကချင်တိုင်းရင်သားမင်းသားရှာယူပဲဖြစ်ပါတယ်ဒါပြင်ရှိုက်ရွေရုပ်ရည်နဲ့ခန္ဓာကိုယ်ကျိုးစားကလည်းသူ့ကိုဒီလောက်မြဲမြံဆန်ဆန်အောင်မြင်စေတဲ့အဓိကချက်တစ်ချက်ဖြစ်နေပါတယ်။ ်အရန်မောင်းမြင်မပြီးကြွက်သားပြည့်နဲ့တောင့်တင်းနေပေါ်တယ်နိုင်ငံသားမင်းသားတွေလိုအမိုက်စားမျက်နှာကြနဲ့ရုပ်ရည်ကြောင်း Facebook မှာပဲကြည့်ကြည့် TikTok မှာပဲကြည့်ကြည့်ထင်မင်းလက်ကချောလိုက်တာဆိုပြီးပြောနေကြတာပါအခုလိုထိတ်တန်းမင်းသားတယောက်ရဲ့ရုပ်ရည်ဒီလိုပြည်ပြင်းနဲ့တရုတ်ဆောင်မှုတွေနဲ့အောင်မြင်နေတဲ့ရှာယွန်းဟာဒီမျိုးပညာလမ်းကြောင်းပေါ်မရောက်ခင်ကချင်ပြည်နယ်မြကြီးနားမြို့မှာဘဝကိုအရန်ခက်ခက်ခဲခဲရုန်းကန်ခဲ့ရတဲ့စီးရင်သားလူငယ်လေးတယောက်လို့ဆိုပါတယ် သူလုတ်ခဲ့ရတဲ့လုတ်တွေကတော့ပယံလုတ်သမားတယောက်အနေနဲ့ရောမြကြီးနာစေးကြီးထဲမှာကုံစိမ့်တဲ့တယောက်အနေနဲ့ပါဘဝကိုကျဉ်ကျဉ်နဲ့နဲ့ဖျက်တမ်းခဲ့ရတာပါဘနယ်လင်းနိုင်စေးထဲမှာကုံစိမ့်ရောင်ပြီးရင်ပယံလုတ်သမားတယောက်အနေနဲ့အုတ်သိမ့်တဲတဲအပင်ပန်းခံပြီးဘဝကိုရုန်းကန်ခဲ့ရတယ်လို့သိရတာပါ အခုတော့ကချင်တိုင်းသားလေးရှောင်ယူဟာမြန်မာနိုင်ငံထိပ်တန်းမင်းသမီးကြီးတွေဖြစ်ကြတဲ့အကယ်ဒမီအင်းမြတ်သူအကယ်ဒမီခန်းနေဝေတို့လိုဝိုင်းရံတရုတ်ဆောင်ကြီးရင်နဲ့ဆက်လန်းတွဲတွေမှာအပြိုင်တွဲဖက်တရုတ်ဆောင်ခွေရှာလာတဲ့အထိအောင်မြင်လာပြီဖြစ်ပါတယ်။နံပါတ်၁မြန်မြန်ယခုလက်ရှိမြန်မာနိုင်ငံရဲ့ဝင်ငွေကောင်းဆုံးထိပ်တန်းစုပါမင်းသားတလက်ဖြစ်တဲ့မြင်းမြန်ဟာလည်းအတိတ်တစ်ချိန်မှာလမ်းပီးစေးတဲ့ဖြစ်ခဲ့တယ်လို့သိရတာပါ တချို့သောတတိယနေရာမြင်းမြဟာလမ်းဘေးမှာဗီဒိုဝိတ်ထယ်ရီကိုရောင်းခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းမြင်းမြဟာရုပ်ရည်ချောမောင်လာပါနာကတကြောင်အမှုပညာလုပ်တွေကိုဝါသနာပါနာကတကြောင်တို့ကြောင့်ဂျွန်လွေးရဲ့စတားမော်ဒယ်အေဂျင်စီမှာမော်ဒယ်သင်တန်းတက်ခင်တာပါ။ နောက်ပိုင်းမှာတော့မြင်းမြတ်ကမော်ကနီရုပ်ရှင်နဲ့ဗီဒီယိုထုတ်လွှင့်ရေးပိုင်ရှင်ကိုကြမန်းကစင်တင်ပေးခဲ့ပြီးနောက်မြင်းမြတ်ဟာလမ်းပေးပြီးတော့ဈေးတယ်ပေါ်ကနေအခုဆိုရင်နိုင်ငံကျော်ထိတ်တန့်မင်းသားဖြစ်လာခဲ့တာပါမြင်းမြတ်ဟာအခုဆိုဇက်ချန်းဟာတာအချင်းကြာရကာရိုက်တာဇက်ကောင်မျိုးစုံနဲ့လိုက်ပတ်တဲ့ထိတ်တန့်မင်းသားဖြစ်နေပြီဖြစ်ပါတယ်အခုပြောပြခဲ့တာကတော့အချိန်ကန်လူရန်စာဈေးတယ်ပေါ်ကနေမမကြီးမင်းသားဖြစ်လာတဲ့လူ၃ယောက်ပါဒီမင်းသားတွေနဲ့ပတ်သက်ပြီးပြည်သက်တီကဘယ်လိုမြင်ကြပါသလဲ ပရိသတ်တို့သိတဲ့နောက်ထပ်မင်းသားမဖြစ်ခင်ကဇင်းရောက်ခဲ့ရတဲ့နုပညာရှင်တွေရှင်ရင်လည်း comment မှာပြောပြသွားကြပါအောင်ရှင်။